ယေရမိအနာဂတ်တိချံအခန်းကြီး9အငယ်1မှ37ယေရုရှလင်မြို့ကို အပြစ်မှငါလွတ်မည်အကြောင်းတရားသဖြင့်ကျင့်တော်မြို့သားတစ္ဆာဆောင်တော်မြို့သားတစုံတယောက်မျှရှိလျင်ထိုသူကိုတွေ့အံ့သောငါမြို့လန်တို့၌တောင်မြောက်ပြေ၍ကျဲသောအရတို့၌ရှာဖွေကြည့်ရှုကြလောသူတို့ကသာဝရဖျားအသက်ရှင်တော်မူသည်ဟုဆိုတော်လေအကယ်စင်စစ်မဟုတ်မမှန်ကြိမ်ဆိုတတ်ကြ၏ ဩဇာရဖျာကုရောတိတစ္ဆာတရားကိုထောက်ရှုတော်မူသည်မဟုတ်လောကုရောတိဒဏ်ခတ်တော်မူတော်လဲသူတို့သည်ညှိုးငယ်သောစိတ်မရှိကြပါ ဖြက်စည်းတော်မူတော်လဲသူတို့သည်ဆုံးမခြင်းကိုညင်းပယ်ကြပါပြီမိမိတို့မျက်နာကိုကြောက်ထက်သာ၍မာစေကြပါပြီငါတို့သည်ပြန်၍မလားဟုညင်းဆန်လျက်နေကြပါပြီငါကလည်းအကယ်စင်စစ်ဤသူတို့သည်စင်းရဲသားဖြစ်ကြ၏ ထာရဖျားဤတရားတော်ကို၎င်းမိမိတို့ဖျားသခင်စီရင်တော်မူရာကို၎င်းမတိတော့ကြမိုက်ကြ၏လူကြီးများထံသို့ငါသွား၍ပြောမိသူတို့သည်ထာဝရဘုရား၏တရားတော်ကို၎င်းမိမိတို့ဘုရားသခင်စီရင်တော်မူရာကို၎င်းတိကြ၏ဟုဆိုတော်လေသူတို့သည်တပိုးတော်ကိုချိုး၍အနောင်အဖွဲတော်တို့ကိုဖျက်ကြပြီး ထို့ကြောင့်တောမလာသောရှင်သေသည်သူတို့ကိုတတ်လိမ့်မည်ညာဥယျာဉ်၌လေတက်သောတောခွေးသည်သူတို့ကိုကိုက်စားလိမ့်မည်ချက်တစ်သည်သူတို့မြို့ကိုဆောင်၍မြို့ပြင်သို့ထွက်သွားသောသူအပေါင်းတို့ကို အပိုင်းပိုင်းကိုက်ဖြက်လိမ့်မည်အကြောင်းမူကားသူတို့ပြစ်မှားသောအပြစ်များ၍အကျင့်ကျင့်အထက်ထက်ဖောက်ပြန်ကြပြီး ထို့သို့သောအပြစ်မှတင့်ကိုအဘယ်သို့ငါလွတ်နိုင်သနည်းတင်းဤသားသမီးတို့သည်ငါကိုစွန့်၍ဖျားမဟုတ်သောသူတို့ကိုတိုင်တယ်လျက်ကျိန်ဆိုကြပြီးငါသည်ဝါစွာကျွေးသောအခါသူတို့သည်ပြည့်တစားအိမ်၌စည်းဝေး၍မှားယွင်းကြပြီးဝါစွာစားရသောမြင်းကဲ့သို့ဖြစ်၍အတီးအတီးအိမ်နီးချင်းမယားတို့ကိုတတ်သောစိတ်နှင့်ဟီကြပြီး ထို့သို့သောအပြစ်တို့ကိုငါသည်မစစ်ကြောဘဲနေရမည်လော ထို့သို့သောအမျိုးကိုတံပေး၍ငါစိတ်ချင့်ရဲမပြေဘဲနေရမည်လောဟုသာဝရဖျားမိန်တော်မူ၏ညို့ရိုးပေါ်သို့တက်၍ဖြက်စည်းကြလောပြက်စည်းခြင်းကိုမဆဲစေကြနှင့် ခြေလက်တို့ကိုပယ်ရှင်းကြလောသာဝရဖျားဆိုင်တော်မမူဣဒရီလအမျိုးနှင့်ယူဒအမျိုးတို့သည်ငါထံ၌ခံမှုသော တစ္ဆာကိုဖြတ်ကြပြီဟုသာဝရဖျားမိန်တော်မူ၏ သူတို့ကသာရဖျားမရှိငါတို့အပေါ်၌ဘေးဥပတ်မရောက်ရဒါဘေးမွတ်သိချင်းဘေးကိုငါတို့ဒီမတွေ့ရကြပရောဖက်တို့ဒီလေတက်တက်ဖြစ်ကြ၏သူတို့၌နှုတ်ကပတ်တော်မရှိ သူတို့ဟောပြောသည့်အတိုင်းသူတို့ခံရလိမ့်မည်ဟုသာရဖျားကိုငင်းပယ်လျက်ဆိုတတ်ကြ၏သူဖြစ်၍ကောင်းရင်ပူကြီးအရှင်သာရဖျားမိန့်တော်မူသည်ကား သူတို့သည်ထိုသူဆိုသောကြောင့်ငါစကားကိုသင်ဤနှုတ်၌မိခဲ့သူလကောင်ဤလူမျိုးကိုချင်းခဲ့သူလကောင်ငါဖြစ်စေ၍သူတို့ကို မီးလောင်ရလိမ့်မည်ထာဝရပြားမိတ်တော်မူသည်ကားအိုဣတရီလအမျိုး သင်ကိုတိုက်စေဖို့လူတစ်မျိုးကိုဝေးသောအရက်ကငါဆောင်ခဲ့မည် အာကြီးသောအမျိုးရှေးကာလ၌ဖြစ်ဘူးသောအမျိုးသူတို့စကားကိုသိမသိနားမလည်သောအမျိုးဖြစ်လိမ့်မည်သူတို့မြားတောင့်သည်ဖွင့်ထားသောတင်းချိုင်းတွင်ဖြစ်၏ထိုသူအပေါင်းတို့သည်ခွန်အားကြီးသောသူဖြစ်ကြ၏ထိုသူတို့သည်တင်းဤအတီးအနှံနှင့်တင်းဤမုံကိုစားကြလိမ့်မည်တင်းဤသားသမီးတို့ကိုလည်းစားကြလိမ့်မည်တင်းဤသိုးနှွားတို့ကိုလည်းစားကြလိမ့်မည် တင်ဤစပြည့်နွယ်ပင်နှင့်တင်မောတဖန်းပင်တို့ကိုလည်းစားကြလိမ့်မည်။တင်ခိုလုံ၍ခိုင်ခန့်သောမြို့တို့ကိုလည်းတိုက်၍လုတ်ကြံကြလိမ့်မည်။တို့ရာတွင် ထိုကာလ၌ငါသည်တင်ဤအမှုကိုမဆုံးဖြတ်သည်ဟုသာရဗျာမိန်တော်မူ၏။သူတို့ကလည်းငါတို့ဘုရားသခင်ထာဝရဘုရားသည်ငါတို့၌ဤအမှုအလုံးစုံတို့ကိုအပေကြောင့်စီရင်တော်မူသည်နည်းဟုမေးကြသောအခါ တင်တို့သည်ငါကိုစွန့်ပြေး၍ကိုပိုင်သောပြည်၌တကြွန်းတနိုင်ငံဖျားတို့၏အမှုကိုဆောင်ရွက်တကဲ့သို့ကိုမပိုင်သောပြည်၌တကြွန်းတနိုင်ငံသားတို့၏အမှုကိုဆောင်ရွက်ရကြလိမ့်မည်ဟုတင်သည်သူတို့အားဆင့်ဆိုရမည်ယာကုပ်အမျိုးနေရာယူဒပြည်၌ဟောပြောကြွေးကြော်ရမည်မှာ ။အိုးမျက်စိရှိလျက်နဲ့မမြင်နားရှိလျက်နဲ့မကြားညံမဲ့သော လူမိုက်တို့ နားထောင်ကြလော့။သာရဖျားမိန်တော်မူဒီကပင်လယ်မလုံးနိုင်အောင်စီးတားဖို့ရာသဲကိုသာဝရအပိုင်းအခြားခန့်ထားသောငါကိုတင်တို့ဒီမကြောက်ကြသလော။ငါဤရှိတော်၌မတုံလှုပ်ကြသလော။ ပင်လယ်လှိုင်းတဘိုးတို့သည်ထ၍မနိုင်ဟုံး၍မကြော်မလွန်နိုင်တော်လေဤလူမျိုးသည်ပြင်းမာပုံကံသောတဘိုးရှိ၍အစင်ပုံကံတက်ကြ၏အချိန်တန်မှာအရင်မိုးနှင့်နောက်မိုးကိုရွာစေ၍အတိအနံတိမ်းမြဲတိမ်းရာကာလကိုငါတို့အဖို့တူထားတော်မူသောငါတို့၏ဖျားသခင်ထာဝရဖျားကိုယခုကြောက်ကြကုန်အံ့ဟုသူတို့သည်စိတ်နှလုံးထဲ၌မဆိုတတ်ကြ င်တို့ဒုစရိုက်သည် ထို့သောအရာတို့ကိုလွှဲ၍တင်တို့အပြစ်သည်တင်တို့၏မင်္ဂလာကို စီးတားလေပြီဝိလျက်နေသော မုတ်ဆိုးကဲ့သို့ချောင်းမြောင်းသောလူဆိုးတို့သည်ငါ၏လူတို့တွင် ရှိကြ၏လူတို့ကိုထောင်ခြင်းငါထောင်ကြောက်ကို ထားကြပြီငှက်ထောင်အိမ်သည်ငှက်တို့နှင့်ပြည့်တကဲ့သို့သူတို့အိမ်သည်လှည့်စားခြင်းပရိယေနှင့်ပြည့်၏ထို့သောသူတို့သည်အားတိုးပွား၍ရတတ်ခြင်းတို့ရောက်ကြ၏ဝါလျက်မျက်နာပြောင်လျက်ရှိကြ၏ သို့သောသူတို့ထက်သာ၍ဆိုကြ၏တရားသဖြင့်မစီရင်ကြမိဘမရှိသောသူငယ်ဤအမှုကိုစောင့်၍အနိုင်မပေးကြစည်ရဲသောသူဘက်၌တရားသဖြင့်မစီရင်ကြထို့သောအပြစ်တို့ကိုဂါဒီမစစ်ကြောပဲနေရမည်လောထို့သောအမျိုးကိုဒဏ်ပေး၍ငါစိတ်ချင်းရဲမပြေဘဲနေရမည်လောဟုထာဝရဘုရားမိန့်တော်မူ၏အော်ယွန်ရှာပွေသောအမှုကိုပြည်တော်၌ပြုကြ၏ ပရောဖက်တို့သည်ဘဟုတ်မမှန်ဟောပြောကြ၏ယေဘရဟိတို့သည်ဝန်ခံ၍အစိုးရကြ၏ထို့သောသောအမှုကိုငါ၏လူတို့သည်နှစ်သက်ကြ၏ထိုအမှုဆုံးသောအခါသင်တို့သည်အဘယ်သို့ပြုကြလိမ့်မည်နည်း Amen God bless you